တခါတုန်းကရော်လေးတရမှာဖိုးရီးဆိုတဲ့လူသမားတယောက်ရှိတယ်။ဖိုးရီးကရှုံတွေကို တူပြီးရောင်းတဲ့လုတ်ကို လုတ်ကန်တဲ့ခါမှာတနေ့မှာတော့သူ့ရဲ့ရှုံတွေကို တူးနေတော့ရှုံတွေကနေတောက်ပတဲ့ကြာတုံးတွေ့လိုက်ပြီးဖိုးရီးဟာဒီကြာတုံးကရတနာစိန်နေဖြစ်တယ်ဆိုတာမသိလိုက်ပါဘူး။ဒါပေမဲ့လှလောနာကြောင့်အဲ့ဒီကြာတုံးကို သူမြီးရဲ့လက်ဘက်မှာဆွဲပစ်ထားလိုက်ပါတယ်။ခြေနောက်ထားလိုက်တာပေါ့။တနေ့မှာတော့သူဟာသူ့ရဲ့မြီးကိုဆွဲခေါ်သွားနေစဉ် ရွာရဲကကုံစုံဆန်လေးဖွင့်ထားတဲ့တရေကြီးတစ်ယောက်နဲ့ဆုံမိပြီးတရေကြီးဟာမြည်ရဲ့လက်ဘေးမှာဆွဲထားတဲ့တောက်ပနေတဲ့ကြောက်ကိုမြင်လိုက်တဲ့အခါမှာဖျောက်ဖို့ ਈ မင်းရဲ့မြည်လက်ဘေးမှာဘာဆွဲထားရလဲကွာလှရည်နော်တောက်ပနေရပဲဟိုဟုတ်တယ်ဗျကျွန်တော်ရှင်တွင်းရင်းနဲ့တွေ့တာဗျကျွန်တော်လည်းမသိပါဘူးလှလို့ဒီတိုင်းပေးထားရတာဖိုးကြီးကတာမန်တိုင်းဖြေလိုက်ပါလေတရေကြီးကလည်းစိန်နှုန်းမသိသေးပေမဲ့အယောင် တောက်ပနေရမှလို့ သူလည်းရရင်စိတ်ဖြစ်တာကြောင့်ဖိုးအေးကို90ပေးပြီးအဲ့တောက်ပနေတဲ့ကြောက်ကိုဝယ်ထားလိုက်ပါတယ်။သူဝယ်ထားတဲ့လှပတဲ့ကြောက်လေးကိုသူဈေးဆိုင်ကချိန်ခွေမှာချိန်ဆွဲထားပြီးဒစိမ့်စိတ်ထိုင်ကြည့်နေရပေါ့။ဆိုင်ကိုလာတဲ့သူတွေကလည်းကြောက်လေးတောက်ပနေတာကိုမြင်ပြီးချီးမွမ်းစကားတွေပြောကြပါသေးတယ်။တနေ့မှာတော့ကြောက်ကြောင်နားလေတဲ့သူတစ်ယောက်ကသူ့ဆိုင်ကိုရောက်လာပြီးချိန်ခွေမှာချိန်ထားတဲ့တောက်ပနေတဲ့ကြောက်ကိုတွေ့လိုက်တဲ့အခါမှာစိန်နှုံးမှန်းသိပေမဲ့မသိကြအောင်ဆောင်ပြီး ဟိုဒါပါလဲဗျလှရင်နော်ဟိုဘာလို့ချိန်ခွေပမာချိန်ထားတာလဲဒီလိုအမေးလိုက်ပါတယ်တရေကြီးကလည်းဒါတောက်ပါတဲ့ကြောက်တမျိုးပါ ရှင်တူးတဲ့လူသမားတယောက်စီကချိုက်လို့ဟိုကျွန်တော်ငွေ90ပေးပြီးဝယ်ထားတာဗျခမားချိန်ရင်ကျုပ်တရားနဲ့ရောင်းပေးမယ်လေဒီလိုပြန်ဖြေလိုက်ပါတယ်ဒါမဲ့ဈေးဝယ်လာတဲ့သူကလွန်စွာကက်စီနိုသူဖြစ်ပြီးတရေကြီးကိုပြောလိုက်ပါတယ်ကျွန်တော်ဒီကြောက်အတွက်ရူပီ80ပေးပေးမယ် ရောင်းမယ်ဆိုပြောမောင်းရင်ကျုပ်သွားတော့မေးဟိုကျုပ်တရားမရရင်မရမှုပြဒီလိုခတဲ့နေဖြစ်ရတဲ့ခါမှာဈေးဝယ်သူလဲခတတီနဲ့လှည့်ထွက်သွားပါလိမ့်ထွက်သွားပြီးတဲ့နောက်မှာဒီနေ့တထဲကြီးကို80နဲ့စစ်တာမရဘူးမနက်ဖြန်90ပေးကြည့်လိုက်မယ်ကွာဒီလိုဈေးဝယ်ကသူ့ဘာသူစဉ်းစားလိုက်ပြီးသူ့ရင်သူဆက်ပြန်သွားခဲ့ပါလိမ့်ဒါမဲ့ထူးဆန်းစွာနဲ့ပဲညနေပိုင်းမှာနောက်ထပ်ကြောက်ရောင်းမဲ့သမားတစ်ယောက်ကရွာတန်းကိုဖြတ်သွားနေစမှာ ူ့ရဲ့ကားပြက်နေတာကြောင့်ကားပြင်နေတော့တတိကြီးရဲ့ဆိုင်ကိုဈေးဝယ်ဖို့တည်းရောက်လာခဲ့ပါတယ်။သူလဲချိန်ခွေပေါ်မှာချိန်ဆထားတဲ့ဆင်ကိုမြင်ပြီးဆိုင်ရှင်ကိုရောင်းမလားဝယ်ခြင်းလို့ဟုဆိုကာတောင်းဆိုလိုက်ပါတယ်။ဆိုင်ရှင်ကလည်းရှင်ဤတိုင်းပဲကျွန်တော်ဒါအုံ90နဲ့ဝယ်ထားတာပါ။မိတ်ဆွေလိုချင်တရားနဲ့ရောင်းမယ်လို့ရိုးသားသားပြန်ပြေးလိုက်ပါတယ်။ဒီတော့ဈေးဝယ်ကလည်းအချင်းဖြုံပဲဆိုင်ရှင်ကိုတရားပေးလိုက်ပြီး စင်ယူကဆိုင်ထဲကနေထွက်သွားလိုက်ပါတယ်။နောက်တနေ့မှာပထမလူကသတိကြီးစီကိုရောက်လာပြီးချင်းခင်ဘမချိတ်ထားတဲ့စင်ကိုလှမ်းကြည့်လိုက်ရမှာမမြင်ရတဲ့တွေ့။အိုးချင်းခင်ဘော်ကဒီတောက်ပါနေတဲ့ကြောင်တုံးကဘယ်ရောက်သွားတာလဲ။မင်းသွားပြီးတဲ့နောက်အခြားသူတယောက်လာပြီးဒါကိုကြိုက်သွားတယ်။သူကငါပြောတဲ့ဈေးတရားပေးလို့ငါရောင်းလိုက်ပြီလေ။ဒီလိုပြန်ဖြေလိုက်ပါတယ်။ဆန်ရှင်ရဲ့စကားကိုကြားပြီးတော့ပထမလာသူက အလွန်နောက်နိုင်ရကဒေါသထွက်သွားပြီးစိုင်းရှင်ကိုလည်းမင်းကတကယ်အယူကြီးပဲဒါကတောက်ပတဲ့ကြောက်တော့မဟုတ်ဘူးကွာအဲ့ဟာတန်ဖိုးကြီးစိန်တုံးမင်းကဒါကိုတရားနဲ့ရောင်းလိုက်တလားဟုဒေါသကြီးနဲ့ပြန်ပြောလိုက်ပါလေကျွန်တော်ကဒါကိုတန်ဖိုးကြီးစိန်မှမသိခဲ့ဘူးလေဒါပေမဲ့ခမရကသိတယ်မဟုတ်လားဒါကိုစိန်မန်းသိတယ်ရဲ့တန်ဖိုးကြီးမန်းသိတယ်ရဲ့နဲ့မင်းကကျုပ်24ကိုစစ်နေသေးတယ်ဒါကြောင့်ကျုပ်မယူဘူး ယူနေတာကခမားပြဝေ၂၄လေးအတွက်နဲ့တန်ဖိုးကြီးစင်တလုံးကိုလှလွရပြီမို့လားပုံမြင်လေးကိုဘလို့သဘောရလဲမိတ်ဆွေတို့ဒီပုံမြင်ကနေသင်ခန်းစာ၃ခုရပါတယ်နံပါတ်၁တကယ်လိုအပ်တဲ့နေရာမှာပဲကက်စီမနေပါနဲ့အကယ်၍နေရာတိုင်းမှာကက်စီနေနေမယ်ဆိုရင် ကောင်းတဲ့အရာတွေကိုလှလွဆုံးရှုံးရလိမ့်မယ်လက်ထဲရလာတဲ့ခွင့်ရေးကိုလှလွမခံပါနဲ့မကြာခဏဆိုသလိုကျွန်တော်တို့ကကိုကိုကိုထမ်းမြက်တယ်လို့ထင်ပြီး အခွင့်အရေးတွေကိုလက်လွတ်ခဲ့ကြတယ်။အလုပ်တွေကိုနောက်တနေ့အတွက်မရှိပါနဲ့။ရှေးလူကြီးတွေသုံးပါစကားလည်းရှိတာပဲ။အချင်းရှိခိုက်လုံးလာဆိုင်မနေ့ပြန်လုံးမဲ့အရာကိုဒီနေ့လုပ်ဒီနေ့လုံးမဲ့အရာကိုအခုလုပ်ရကောင်းရက်မြက်အချင်းကောင်းအခါကောင်းဆိုတာဘယ်တော့မှမရှိပါဘူး။လက်ရှိအချင်းအားကောင်းတဲ့အချင်းကောင်းတဲ့အခါပဲဖြစ်ပြီးဒီနေ့ဟာလဲရကောင်းရက်မြက်ပဲဖြစ်ပါတယ်။